Sky Daily ကြည့်ရှုသူမိဘပြည်သူများမင်္ဂလာပါရှင်။ဒီကနေ့တင်ဆက်ပေးသွားမယ့်သတင်းအကြောင်းအရာကတော့မြန်မာနိုင်ငံအင်ချမ်းမြေဝန်ဆောင်မှုအသင်းဘဟုနေ MIAC အသင်းတို့ MOU နားလည်မှုစာချုပ်လွှာလက်မှတ်ရေးထိုးခဲ့တဲ့သတင်းကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။အင်ချမ်းမြေကနာဖွံ့ဖြိုးတိုးတက်ရေးနှင့်အငင်းပွားမှုဖြည့်ရှင်ရေးမဟာဗျူဟာမိဖက်ပူပေါင်းဆောင်ရွက်မှုဆိုင်ရာ MOU နားလည်မှုစာချုပ်လွှာကိုဒီကနေ့နိုဝင်ဘာလ၁ရက်နေ့နေ့လယ်၂နာရီကမြန်မာနိုင်ငံအချမ်းမြေဝန်ဆောင်မှုအသင်းဗဟိုရုံးခန်းမှာလက်မှတ်ရေးထိုးခဲ့တယ်လို့သိရပါတယ်။မြန်မာအပြည်ပြည်ဆိုင်ရာအမှုညာတခုံရုံးအသင်း MIAC တရားဝင်တည်ထောင်ထားသော UElbert Somin တည်ထောင်သူနှင့်ဥက္ကဋ္ဌမြန်မာနိုင်ငံအချမ်းမြေဝန်ဆောင်မှုအသင်းဗဟိုဥက္ကဋ္ဌဒေါ်မမှုအောင်တို့က MOU နားလည်မှုစာချုပ်လွှာကိုစည်းကမ်းချက်များနဲ့အညီ လက်မှတ်ရေးထိုးချုပ်ဆိုခဲ့ကြောင်းသိရပါဗျ။ IAC အသင်းသည်မြို့ပြနှင့်ကျေးလက်ရှိအိမ်ချမ်းမြေများအယောင်းဝယ်ပြုလုပ်ခြင်းများကိုအဓိကထားဂျားဝင်စေဆက်အညီနိုင်ခြင်းနဲ့အနုညာတစီရင်ဆုံးဖြတ်ခြင်းကဲ့သို့သောအငင်းပွားမှုဖြည့်ရှင်ရေးဆိုင်ရာတဝန်ဆောင်မှုများကိုလူပုတ်ကိုကုမ္ပဏီနှင့်အေဂျင်စီများအကြားဖြည့်ရှင်ပေးနိုင်စေဖို့တသင်းနှင့်တသင်းရင်းနှီးမှုရှိပြီးပွင့်လင်းမြင်သာစွာလုပ်ငန်းလုပ်ကိုင်စေဖို့ စာရာတွေကိုရည်ရွယ်ပြီးနားလည်မှုစာကြုံလွားကိုလက်မှတ်ရေးထိုးခြင်းဖြစ်တယ်လို့သိရပါဗျ။ဒီကနေ့လက်မှတ်ရေးထိုးပွဲမှာမြန်မာနိုင်ငံအင်ချမ်းမြေဝန်ဆောင်မှုအသင်းဗဟုဥက္ကဋ္ဌဒေါ်မမှုအောင်နဲ့ဗဟုအလုံးမှုဆောင်အဖွဲ့ဝင်များ MIAC အသင်းမှာဥက္ကဋ္ဌနဲ့အလုံးမှုဆောင်အဖွဲ့ဝင်များက အပြန်အလှန်မိတ်ဆက်ခါ MOU နားလည်မှုစာကြုံလွားလက်မှတ်ရေးထိုးပြီးအမှတ်တရမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့တယ်လို့သိရပါဗျ။ မြန်မာနိုင်ငံအင်ချမ်းမြေဝန်ဆောင်မှုအသင်းဗဟိုသည်မြို့ပြနှင့်ကျေးလက်ဒေသများရှိအင်ချမ်းမြေများဖွံ့ဖြိုးတိုးတက်ရေးကိုဦးစားပေးဆောင်ရွက်ပေးလျက်ရှိကာအင်ချမ်းမြေရောင်းဝယ်ရာအငင်းပွားမှုတစုံတရာမဖြစ်ပေါ်စေရေးအတွက်ဥပဒေပိုင်းဆိုင်ရာ MOU နားလည်မှုစာချုပ်လွှာရေးထိုးခဲ့ကြခြင်းဖြစ်တယ်လို့သိရပါတယ်။ ေဝါဒီကတော့ကျွန်တော်တို့ဒီမြန်မာနိုင်ငံအင်ချင်မြဲလက်မဲ့ထူရေးထူတာကျွန်တော်တို့ရဲ့အသင်းရဲ့ဒီတကုံမြောက်ပိုင်းခံရအောင်လက်ရှိကျွန်တော်တို့ဒီထိုင်းရုံခွဲရဲ့တာဝန်ခံပြည်ကိုမြို့မြောင်ပေါ့နော်ဗာပြောကိုမြို့မြောင်ရဲ့ကျွန်တော်တိုင်ပြီးဆွေးနွေးပြီးတော့ကျွန်တော်တို့ဒီအင်ချင်မြဲအသင်းနဲ့ကျွန်တော်တို့ MOU ထိုးပြီးတော့ပူးပေါင်းဆောင်ရွက်ဖို့လုပ်ရင်ကောင်းမယ်ဆိုတော့အဲ့လိုပြောလိုက်တဲ့အတွက်သူကနေစီစဉ်လိုက်ပြီးတော့ချက်ချင်း ကျွန်တော်တို့လက်မှတ်ရေးဆိုရင်းဖြစ်ပါတယ်။အဲ့ဒီအလားအလာဒီလိုပါကျွန်တော်တို့အင်ချမ်မီနဲ့လက်မှတ်ထိုးတာအင်ချမ်မီကဒီအယောင်းဝယ်ဆာရုပ်လုပ်တဲ့နေရာမှာရောင်းသူဝယ်သူကြားအငင်းပွားမှုဖြစ်ပေါ်လာရင်ဘယ်လိုဖြေရှင်းမလဲဒါအဲ့ဆာရုပ်မှာကျွန်တော်တို့ဒီအသင်းနဲ့ဖြေရှင်းမယ်ဆိုတာလေးထည့်ရေးပြီးရင်ကျွန်တော်တို့ကဖြေရှင်းလို့ရတယ်။နောက်ပြီးတော့ကျွန်တော်တို့ကဒီမှာ တင်နန်းနေလဲကျွန်တော်ပို့ချတော့နော်ပို့ချတော့ဒီမှာလဲအင်ချမ်းမြအတိုင်းလဲပို့ချဆိုရှိတော့တယောက်တယောက်အပြန်လန်ပေါ့သူတို့ကဒီဘက်ကအမေရိကန်တင်နန်းရှိရင်ကျွန်တော် MNC ကတင်နန်းရှိရင်ချိတ်ဆက်ပြီးတော့ပေါ့နော်တင်နန်းနေကျွန်တော်ရဲ့အသင်းသူအသင်းသားတွေဒီဘက်အသင်းသူတွေတက်ပြီးတော့ရင်းနှီးပြီးတော့ရှေ့ဆက်ပြီးတော့ပူပေါင်းဆောင်ရွက်နိုင်ရည်ရွယ်ချက်ကြီးမားနဲ့ထားရှိပြီးတော့လက်မဲ့ထိုးချိုင်ဖြစ်ပါ MNC ကကျွန်တော်တို့ကပြည်နှစ်တိုင်း ဖွဲ့ပြီးပြီးခိုင်နေပဲပြင်းတိုင်းဆိုကျွန်တော်တို့ပဲခူးတိုင်းရဝတီတိုင်းရှမ်းပြည်နယ်ကရင်ပြည်နယ်ရခိုင်တိုင်းဖွဲ့ပြီးကျန်တာတွေကတော့ကျွန်တော်တို့တဖြည်းဖြည်းဖွဲ့ဖို့ရှိတယ်ခိုင်နေနေကျွန်တော်အလုံးခိုင်ဖွဲ့ပြီးသင်္ကန်းညုံခိုင်တကုံအရှိပိုင်းခိုင်အဲလိုကျွန်တော်တို့ဖွဲ့စည်းထားတာရှိတယ်ပေါ့ဆက်လက်ပြီးတော့ကျွန်တော်တို့လည်းဖွဲ့စည်းသွားဖို့ရှိပါတယ်ခိုင်အသင်းတွေနောက်ပြီးတော့ပြင်းနှစ်တိုင်းအသင်းတွေတိုးချက်ဖွဲ့စည်းဖို့ကျွန်တော်တို့တဖြည်းဖြည်းလုပ်ဆောင်ဖို့ အများကြီးယာရမှုရှိပါတယ်။အင်ဂျင်နီယာတင်းကဘာကျွန်တော်တို့အဓိကတော့အင်ဂျင်နီယာတင်းကလည်းသူပြည်ပနဲ့ပတ်သက်ပြီးတော့လုပ်ငန်းတွေလုပ်နေဆိုတော့ပြည်ပနဲ့ပတ်သက်လို့လည်းကျွန်တော်တို့အနုညာတာအရှင်အဖြစ်ရှင်းဖို့နိုင်ငံတကာမှာဖြစ်ရင်လည်းကျွန်တော်တို့ပေါင်းဝင်ဆောင်ရွက်ပေးနိုင်တာပေါ့နော်ကျွန်တော်တို့ကလည်းသွားလို့ရတာပေါ့။နောက်ကျွန်တော်တို့ဒီအသင်းကဆိုလို့ရှိရင်အခုလက်ရှိကျွန်တော်တို့ကဒီမှာလူပုဂ္ဂိုလ်ချင်းနော်ဟိုအမွေပြဿနာတို့ကျွန်တော်တို့မြေယာပြဿနာတို့ငွေကြေးပြဿနာတို့ တော့လူပုတ်ဖို့ကျင်းတော်လည်းကောင်းကုမ္ပဏီနဲ့လူပုတ်တော်လည်းကောင်းကုမ္ပဏီနဲ့ကုမ္ပဏီကျင်းတော်လည်းကောင်းကုမ္ပဏီနဲ့အစိုးရတော်လည်းကောင်းเนาะမြန်မာတို့ရဲ့ပြည်တွင်းကုမ္ပဏီဖြစ်နိုင်ငံခြားကုမ္ပဏီကျွန်တော်တို့အများကြီးဖြည့်ရှင်းခဲ့ပါတယ်အသင်းဝင်မဝင်ကတော့ကျွန်တော်တို့ကတော့အတင်းမတိုက်တော့မဟုတ်သူဆန္ဒရှိရင်တော့ကျွန်တော်တို့အသင်းကိုလည်းကျွန်တော် welcome ပဲကျွန်တော်ရဲ့ပြန်ကြားရေးတောင်းတဲ့ရှိတယ်သူကတော့အဲ့အမြဲတမ်းထုတ်လွှင့်နေ အဲဦးချင်းစော်လာဆိုရှိရသူကဒီသူနဲ့ချိတ်ဆက်ပြီးတော့အသင်းဝင်ရင်လည်းသူနဲ့မေးလို့ရပါတယ်အဲအသင်းဝင်နာဝင်နာထက်ကျွန်တော်တို့ကစီဝင်အဓိကပါနော်အသင်းနောက်ပိုင်းသူဝင်ရင်လည်းဝင်လာမှာပေါ့သို့သောအသင်းဝင်ပြင်မဲ့လည်းကျွန်တော်တို့ကသူ့ရဲ့ဒီအရင်ပွားတဲ့ပြဿနာငွေကြေးဆိုလည်းကောင်းစာချုပ်နဲ့ပတ်သက်မှိုင်းမှုဆိုလည်းကောင်းတော့မြေနဲ့ပတ်သက်မှိုင်းတခုဖြစ်ရင်ကျွန်တော်တို့ကဖြည့်ရှင်းပြီးတော့ပြည်လည်သွားအောင်ပေါ့နော်ရှင်းပြကျွန်တော်အချင်းတူတူအတွင်းမှာ ဈေးစကားတက်တာရဖြည့်ရှင်းနေပေါ့နော်တရားဦးနဲ့စာလို့ရှိရင်တော့ကျွန်တော်တို့ကမြန်ဆန်လွယ်ကူပြီးတော့အမြန်ဆုံးညှိနှိုင်းဖြည့်ရှင်းအောင်ဆောင်ရွက်ပေးတဲ့အသင်းဖွဲ့ဖြစ်ပါတယ်ကျွန်တော်တို့လက်မှတ်ထိုးကဝန်သားပါတယ်အားလုံးကျွန်တော်အသင်းနဲ့အစ်မချင်းအသင်းသူအသင်းသားတွေနဲ့ဒီဘက်အင်ဂျင်နီယာတွေနဲ့ညီကောင်မောင်မတွေဖြစ်သွားကြတော့ဗောညီကောင်မောင်ဖြစ်ကရင်းနှီးမှုပို့ပြီးတော့ကျွမ်းဖြစ်တဲ့ခါကျလုပ်ငန်းလုပ်ကပွင့်လင်းပြီးတော့အောင်မြင်မှုရှိတာဗောပြီးတဲ့ဒီဒေါ်မောအောင်နဲ့ပတ်သက်လို့ရှိရင်ကျွန်တော်တို့က ဘလို့အကြံပြုနိုင်မလဲဆိုရင်တို့ဒီအသင်းမှာဒီဟိုဒီအငင်းပွားမှုပြဿနာတွေမဖြစ်အောင်ဘလို့အချက်လက်တွေထည့်ရရမလဲဘလို့မျိုးဆောင်ရွက်ရမလဲဘလို့အပိုက်တွေကတော့ထည့်တင်နေမထည့်ဘူးကျွန်တော်အကြံပြုလို့ရပါတယ်ဆက်လက်ပြီးတော့ကျွန်တော်လည်းတို့ကိုပံ့ပိုးသွားဖြစ်ပါတယ်